်မင်္ဂလာပါရှင်ခိတ္တတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လောင်လုံးမြို့ကြက်ဖို့ပါတီရုံတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးမီးလောင်မှုစစ်တပ်ကလာရောက်မီးငြှိမ်းခြင်းမရှိပေတရုံလုံးပြကြတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္သာရီတိုင်းလောင်လုံးမြို့ကြံဖို့ရုံတွင်ပောက်ကွဲမှုဖြစ်ပွားပြီးမိလောင်မှုဖြစ်ပွားခဲ့ကအကြံဖက်စစ်တပ်ကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရသည် ရှင်နှစ်နိုဝင်ဘာလ၈ရက်နေ့နနက်9:00နာရီခန့်တွင်လောင်လုံးမြို့ကြံ့ဖို့ပါတီရုံးတွင်ပောက်ကွဲသံနှစ်ချက်ထွက်ပေါ်လာပြီးနောက်မိလာမှုဖြစ်ပွားခဲ့ကြောင်းထိုသို့မိလာမှုဖြစ်ပွားခဲ့တော်လဲလောင်လုံးရဲစကန်းတွင်တက်ဆွဲထားသောစစ်သားများကလာရောက်မိငိမ့်ခြင်းမရှိသောကြောင့်တရုံလုံးပြကြသွားကြောင်းသိရပါသည်။ထိုကျက်ဖို့ပါတီယုံပောက်ကွဲမှုအတွင်ပြည်သူများထိခိုက်မှုမရှိဘဲအကြမ်းဖက်စစ်တပ်ကလည်းတက်ဆွဲထားခြင်းမရှိသောကြောင့်ထိခိုက်မှုမရှိကြောင်းသိရပါသည်။ လက်ရှိချိန်တွင်လောင်လုံးမြို့ရဲစခန်းမှာအကြံဖက်စစ်သားများသည့်အင်အားလုံးရင်ဖြင့်ထွက်လာပြီးဂျပန်ဖို့ရုံအနီးနားတွင်လှည့်လည်သွားလာနေကာဓာတ်ပုံရိုက်ခြင်းများလှုံ့ဆော်နေကြောင်းသိရပါသည်။မနက်ကပောက်ကွဲတံနှစ်ချက်ကြားလိုက်ရပြီးမိခိုးလုံးတွေထွက်လာတာကိုတွေ့လိုက်ရတဲ့ဒေါက်တော်ဂျာတော့လိုက်မေးကြည့်တော့ဂျပန်ဖို့ရုံမှာပောက်ကွဲပြီးမိလောင်လာလို့သိရတယ်။စစ်ခွဲတွေရဲစခန်းထဲမှာရှိတာပဲအဲ့ဒါကိုထွက်လာပြီးမိမငိမ့်ဘူး။သူတို့ဘာသာဖောက်ခွဲပြီးပြန်လောက်တာလာတော့မသိဘူး။ တရုံလုံးပြကျသွားပြီးမှရဲစခန်းတွေကထွက်လာပြီးဓားပုံရိုက်တာတွေလုံနေတယ်လို့သိရတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ဆက်လက်ပြီးပခုတ်ကူမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီး20ဦးခန့်ထဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဘက်သို့ဝင်ရောက်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးသေဆုံးပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတောင်ရင်သွေးပြောက်ကြားတပ်ဖွဲ့မှရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါရသည် အော်တိုဘားလာ30ရက်နေ့ပကံညာဥပမအေယာဝတီမြစ်အနောက်ဘက်ကံပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသစိတ်ခဝကြီးပါတို့ဆက်လီများဖြင့်ကုလသောအင်းအား200ခန့်ပါတမ69လောက်ခန့်စစ်ကြောင်းကိုပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သားစေဦးခန့်ထိဆုံးပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရပါတယ်။အော်တိုဘားလ30ရက်နေ့စစ်ကြောင်းစထွက်တဲ့နေ့ကတိုက်ပွဲဖြစ်တာစိတ်ခဝကြီးပါနာမှာပဲဖြစ်တာသူတို့ဘက်ကအိုင်ကွန်လာညှိပြီးသတင်းသိရတာကသူတို့ဘက်က10ယောက်ထိတဲ့20ယောက်ဒဏ်ရာရတယ်။ အင်အားက300လောက်ရှိတယ်။200ကရှေပြေးထိုးလာပြီးတော့နောက်ချံကအင်အား100နဲ့ပေါင်းထိုးတာဟုဒေါင်းရင်သွေးပြောက်ကြားတပ်ဖွဲ့မှတော်လရေးရဲဘော်တအုပ်ကသတင်းဌာနကိုပြောကြားပါရယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်နေပြည်တော်ရှင်းလင်းစဉ်အကြံဖက်စစ်တပ်ကင်းပုံမှပြစ်ခတ်သည့်ကြီးထိမှန်၍ဖြီသူကကွယ်ရေးအဖွဲ့ပကဖရဲဘော်တအုပ်ကြဆုံးခဲ့ကြောင်းရှင်းအကြံဖက်စစ်တပ်စစ်ကြောင်းမှလက်ရှိတွင်ကျွန်းချောင်းတောင်ဘက်ရှိတမိဩစာဆက်ယုံ၌တက်ဆွဲထားပြီးကင်းပုံများလည်းချထားကြောင်းသိရပါရယ်။တိုက်ပွဲမှာရဲဘော်တွေအားလုံးဘေးကင်းခဲ့တဲ့စစ်ကြောင်းမြိန်လို့ နေမရှင်းလင်းရေးလုပ်တဲ့အချိန်ပကဖအဖွဲ့တွေကရဲဘော်တက်ရောက်ကြခဲ့တယ်။ခေါင်းကိုထိမှန်သွားတာအလောင်းတော့ပြန်ရခဲ့တယ်။အသက်ကတော့ပေးလိုက်ရတယ်။စစ်ကြောင်းကလည်းပြန်မဆုပ်သေးဘူး။သူတို့ကနေမရှိတိုးယူထားတာဟုတောင်းရင်သွေးပြောက်ကြတက်ဖွဲမှရဲဘော်တို့ကပြောဆိုပါတယ်။ရှင်အကျန်းဖတ်စစ်တဲ့စစ်ကြောင်းနိုဝင်ဘာလ၂ရက်နေ့တွင်ညောင်လကြေးရွာမှအထက်တန်းပြចောင်းဆရာတအူးကိုပြစ်ခတ်တက်ဖြတ်ခဲ့သည့်အပြင်မျိုးစိုးကြေးရွာမှပြည်သူနေအိမ်၅လုံးကိုလည်းမိရှုဖြက်စီးခဲ့ကြောင်းအလားတူပေါတော်ကြေးရွာကျွန်းချောင်းလေးကြေးရွာတို့ကိုထပ်မံမိရှုဖြက်စီးခဲ့ပြီး နေအိမ်ကြီးများဆုံးရှုံးခဲ့သည်ကိုလည်းသိရှိရခြင်းမရှိသေးကြောင်းသိရပါတယ်။ဆက်လက်ပြီးတရချောင်းမြို့နယ်အတွင်းစစ်တောင်းထုတ်လာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားများတိုက်ခိုက်ခံရပြီးဆယ်ဦးထက်မနည်းသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်ကြောက်လီကားရွာကိုစစ်တောင်းထုတ်လာတဲ့အကြံဖက်စစ်ကော်မရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရာဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဒဝဲခရိုင်အမှတ်၄တရင်ကမင်းညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကတရချောင်းမြို့နယ်၆လီကကြေးပါကိုထပ်မံစစ်ကြောင်းထိုးလာတဲ့အချမ်းဖက်စစ်ကော်မရှင်တပ်နဲ့တော်လန်ရေးတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ကိုနိုင်ကျော်ကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းဖက်စစ်ကော်မရှင်တပ်သား၁၀ဦးထပ်မံတည်ဆုံခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းတော်လန်ရေးရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတပ်ဦးမှဒဏ်ရာပြင်းထန်ခဲ့တယ်လို့လည်းသိရပါတယ်။အထည်နာသွားတဲ့အချမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာအပြစ်မဲ့ပြည်သူလူထုနေအိမ်အတွင်းရှိတပ်မိုးရှိပစ္စည်းများကိုခိုးယူကာမိရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးပင်လောင်နဲ့ဖဲခုံမှာတိုက်ပွဲဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းပင်လောင်နဲ့ဖဲခုံမြို့နယ်တွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံစစ်ရေးသတင်းရင်းမြစ်နယ်ရဲဘော်အချို့ကပြောပါတယ်။စစ်ကောင်စီတပ်နဲ့ပအိုးပြည်သူစစ် PNO တို့ဟာအော်တိုဘာဒုတိယပတ်ကစလို့အခုနိုဝင်ဘာလဆန်းပိုင်းအထိထိုးစစ်ဆင်မှုတွေကြောင့်တိုက်ပွဲတွေဖြစ်နေတာလို့ဆိုပါတယ်။တောင်စလုံးကရက်တိုင်းတော့အထိတွေ့ဖြစ်တယ်။ဂျုံနယ်လာချလိုက်လက်နက်ကြီးတော့ရက်တိုင်းလာထုတယ်လို့ရှမ်းတောင်အခြေစိုက်ရဲဘော်တအူးကပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ PNO ကမြောက်စလုံးတောင်စလုံးနဲ့ဘောရံရွာတွေကိုစစ်ကြောင်း၃ခုနဲ့ဖြန့်ခွဲစစ်ကြောင်းထိုးနေတာလို့၎င်းကအသိပေးပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်နဲ့ PNO တွေထိခိုက်မှုများနေပြီးစစ်ကောင်စီတပ်သားအလောင်းပြင်းနဲ့လက်နက်ခဲယမ်းတွေကိုကောက်ွယ်ရေးတပ်ဖွဲ့ကတင်စီရမိတာရှိထားတယ်လို့ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်တအုပ်ကပြောပါတယ်60မမတွေရောငချင်းမိတွေပါတင်ရတာရှိတယ် PNO နဲ့စစ်ကောင်စီတပ်သားအလောင်းတွေပါတယ်လို့၎င်းကပြောပါတယ်စစ်ကောင်စီတပ်နဲ့ PNO တို့ရဲ့ဖေခုံမျိုးအနောက်ဖက်ချန်းကို ထိုးစစ်ဆင်မှုမှာအင်အား900ဝန်းကျင်အသုံးပြုထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပါရှိနေတယ်လို့သိရပါတယ်။ဒါပြင်တော်လရင်တပ်တွေထိန်းချုပ်ထားတဲ့ပင်လောင်နဲ့ဖေကုံမြို့နယ်အစပ်ကတောင်မဲတင်မြောက်ဆက်လုံးနဲ့ဘောရံရွာတွေကိုအော်တိုဘာလာဆန်းပိုင်းကစစ်ကောင်စီနဲ့ PNO ကထိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူနေအိမ်တွေကိုရွာလုံးကျွတ်မိရှုခဲ့တဲ့ရုပ်သံမှတ်တမ်းတချို့လည်းထွက်ပေါ်ထားပါတယ်။ ကရင်ပြည်နယ်နဲ့ပြည်နယ်တခြားစည်ရေးအခြေအနေအရလိုက်ကောဒီမော့ဆိုဖရူဆိုဖော်လက်ခဲနဲ့ရှမ်းကရင်ပြည်နယ်ဆက်ဖေကုံမြို့နယ်တွေမှာစစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတဲ့ကရင်ပြည်အမျိုးသားများကောက်ွယ်ရေးတပ် KMDF ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးစစ်တပ်၏ဖမ်းဆီးချုပ်နှောင်မှုအတွင်စေကူတာခွင့်ညှိပယ်ခံရသောမိခင်ထောင်အောင်ဆန်းစုကြည်အသက်ရှည်ရှည်မနေနိုင်မီကိုစိုးရိမ်မိဟုသားဖြစ်သူ King Eric ထုတ်ပေါ်ပြောဆိုရတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တိတ်မတရားဖမ်းဆီးချုံနာမှုအတွင်ဆေးကုသခွင့်ညှင်းပယ်ခံရသောမိခင်တော်အောင်ဆန်းစုကြည်အသက်ရှိရှိမနေနိုင်မီကိုစိုးရိမ်မိကြောင်းဒါဖြစ်သူကင်အဲရစ်ကအမေရိကန်အခြေစိုက် Time Magazine တွင်စောင်းပါရေးသားထားပါတယ်။မြန်မာနိုင်ငံကအကျဉ်းထောင်များမှနာမည်ဆိုဖြင့်ကြော်ကြပြီးနိုင်ငံရေးအကျဉ်းသားနှစ်ဦးလမ်းစဉ်တည်ဆုံနေသည်ဟုလူ့အခွင့်ရေးဖွဲ့များကပြောဆိုထားကြောင်း ဒေါအောင်ဆန်းစုကြည်အနေဖြင့်စေကူတော်ခွင့်လွတ်လပ်စွာပြောဆိုခွင့်အခြေခံလူခွင့်ရည်များဆုံးရှုံးနေကြောင်းထို့ကြောင့်ဒေါအောင်ဆန်းစုကြည်အနေဖြင့်အသက်ရှင်ရှင်မနေနိုင်တော့မီကိုစိုးရိမ်ကြောင်းဒေါအောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်ပြီးလိုအပ်နေသည့်စောင့်ရှောက်မှုများကိုရရှိနိုင်ကာမကြခင်ပြန်လည်တွဲဆောင်နိုင်မည်ဟုမျှော်လင့်ကြောင်းသူကပြောဆိုပါသည်။မိခင်ဖြစ်သူကိုပြန်လည်လွတ်ပေးရေးတောင်းဆိုချက်မှာကိုရေးခိုတာကိစ္စသားမကကိုချင်းတရားဆိုင်ရာကိစ္စလည်းဖြစ်ကြောင်းအမတရားတာဝန်ခံမှုနှင့်လွတ်လပ်စွာပြောဆိုခွင့်မရှိသည့် မြန်မာလူမျိုးတန်း90ကျော်ဤဘဝများနှင့်လည်းဖတ်သက်နေကြောင်းယခုနိုဝင်ဘာ10ရက်နေ့မှာဒေါအောင်ဆန်းစုကြည်အနိုင်ရရှိခဲ့သောရွေးကောက်ပွဲဆယ်စုနှစ်တခုပြည်မြောက်တည်နေလည်းဖြစ်ကြောင်းစစ်တပ်ကယခုအခါထုတ်ရောင်းရွေးကောက်ပွဲကျင်းပရန်ပြင်ဆင်နေပြီးကဘာကြီးအနေဖြင့်နှုတ်ဆက်မနေတဲ့ကြောင်း၎င်းကဆိုပါတယ်စစ်တပ်အနေဖြင့်ရွေးကောက်ပွဲမကျင်းပမီမိခင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးကိုပြန်လည်လွတ်ပေးရမည်ဖြစ်ကြောင်း၎င်းကပြောဆိုပါတယ်အသက်80ပြည့်နေပြီဖြစ်သောဒေါအောင်ဆန်းစုကြည်အနေဖြင့်နှလုံးသက်ဖုံးနှင့် အယူယောဂများနဲ့ပတ်သက်သောကျန်းမာရေးဆိုင်ရာယောဂဝေဒနာများခံစားနေရကြောင်းရခင်ကအချုပ်နောက်ကြာခံခဲ့ရသည့်အခြေအနေများနှင့်မတူကြောင်းရခင်နေအိမ်အကျယ်ချုပ်ကာလကနေအိမ်တွင်နေထိုင်ရပြီးမိသားစုနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းယခုအခါမိသည့်နေရာမှမသိသည့်နေရာတွင်ချုပ်နှောင်ထားကြောင်းရခင်ကခရစ်စမတ်ကိုပင်ဖခင်အကိုမိခင်တို့အတူတကွရှိနေခွင့်ရရှိခဲ့ကြောင်းကင်အဲရစ်ကဆိုပါတယ်ကျမ့်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်